ရုရှားတလေရင်နဲ့ဘုံကျဲလေရင်တွေဟာအလက်စကာတုံးနာကနေဖြတ်ပြီးပြန်တန်းသွားတယ်လို့သိရပါတယ်။အမေရိကန်နဲ့ကနေဒါတို့ဟာအလက်စကာကြီးဖြတ်ပြန်တန်းသွားတဲ့ရုရှားစစ်မှုတွေကိုခြေရာခံဖို့လေးလေးများပြားရေးပေါ်စေလွတ်ခဲ့ရပါတယ်။မြန်မာအမေရိကန်လက်ချောင်းကောက်ွယ်ဌာနချုပ်ကသူတို့လေရင်ဟာလက်စကာလက်ချောင်းရံကောက်ွယ်ရေးသတ်မှတ်စုံထဲမှာရုရှားရဲ့ the united five engine လေးလုံးတက်မဟာပြူဟာမြောက်ဘုံကျဲလူကြီးနှစင်းနဲ့စုခိုင်း SU35 လေကြောင်းရဲ့ကာကွယ်ရေးတပ်လေးနှစင်းခြေရခံမိပါတယ်။ Reagan Canada ပူတွဲကိုကဲမှုဌာနချုပ်ကရုရှားလေယာဉ်ကိုဟန်တာဖို့ကဲထောက်လေယာဉ်ဒဇင်း F16 တက်လေယာဉ်၄စီးစီဖြွေလေယာဉ်၄စီးဆေလွတ်ခဲ့ပြီးရုရှားလေယာဉ်ကြီးဟာနိုင်ငံတကာလေပိုင်နဲ့ထဲမှာရှိနေခဲ့တယ်ဆိုပါလေ နေတော့ဖော်ရဲ့အစ္စလောနီးယားကရုရှားလေယာဉ်ဟာသူတို့လေပိုင်းတဲ့ကိုချိုးဖောက်ခဲ့ကြောင်းပြောကြပြီးနောက်ရပိုင်းနေဒီဖြစ်ဖြစ်ပေါ်လာတာပါနောက်အမေရိကန်ပြန်တန်းနေတဲ့ရုရှားစစ်လေနဲ့ဟာနေတိုးဖွဲ့နဲ့တင်းမာမှုမြစ်တက်နေစဉ်နေတိုးရဲ့အစိပ်ပိုင်းဖြတ်မှုကိုစမ်းသတဲ့ရုရှားရဲ့နီးလန်းလို့မှတ်ယူရပါတယ်။အရင်ဆုံးဟာအများအဖြစ်ကယုန်တကစစ်မှတ်မှန်ခံကွာနိုင်ငံတနိုင်ငံရဲ့တရားဝင်လေပိုင်းနဲ့အဆုံးသတ်နေရကစတင်ဖြစ်ပြီးအဲဒီမှာပြန်တန်းနေတဲ့လေရင်အလုံးဟာသက်ဆိုင်ရာနိုင်ငံတွေကိုအကြောင်းကြားသိပေးရမှာဖြစ်ပါတယ်။ ရုရှားကတော့မိမိတို့ရဲ့ဒီလိုလှုပ်ရှားမှုတွေဟာပုံမှန်လိုဖြစ်နေပြီးချင်းချောက်မှုမဟုတ်ကြောင်းဆိုပါလေရုရှားလည်းနေရလမ်းကြောင်းတဲ့အချိန်ဘလောက်ပြန်တန်းခဲ့လဲဆိုတော့အမေရိကန်ဘက်ကထုတ်ဖော်မပြောတတ်ပါဘူးရုရှားရဲ့ကင်းထောက်လေယာဉ်ဟာလည်းအောက်တိုဘာ26ရက်နေ့ကအလောက်ဘက်အလရှန်ကျွန်းများနီးမှာနှစ်နာရီကျော်လောက်ပြန်တန်းခဲ့တယ်ဆိုပါလေဘုံရုံးကဖြစ်ဟာအဲ့ဒီနောက်ပိုင်းလေကြောင်းရံကောက်ဝေးတက်မဲ့ဆိုမှာရုရှားလေယာဉ်ပထမအကြိမ်ပြန်ပေါ်လာတာပဲဖြစ်ပါလေ ။အောက်ကလကလည်းအလက်စကာမှာပြန်တမ်းမှု၄ကြိမ်၊ဇူလိုင်လကပြန်တမ်းမှု၄ကြိမ်နဲ့ဖေဖော်ဝါရီနဲ့အပြီမှာပြန်တမ်းမှုတွေရှိခဲ့ကြအောင်ရုရှားဘက်ကဆိုပါတယ်။အက်စတိုနီးယားကရုရှား based တရုတ်တလီနီဟာ၎င်းတို့လေပိုင်းနဲ့ကိုချိုးဖောက်ခဲ့တယ်လို့ပြီးခဲ့တဲ့သတင်းပတ်ကပြောဆိုခဲ့တဲ့ပေါ်ရုရှားကငြင်းဆုတ်ထားပြီးကာလီနင်ဂရတ်ဒေသကိုတွားရလမ်းကြောင်းမှာနိုင်ငံတကာစစ်မြေကြီးကိုမိမိတို့လိုက်နာခဲ့ပါတယ်လို့ခြေပါပါတယ်။ထပ်ကနေတော့ခေါင်းနိုင်ငံတွေအနေနဲ့ မီလိုနေပိုင်းနဲ့ကျူးကျော်လာတဲ့ရုရှားစစ်လေယုံမှမများပြစ်ချသင့်ကြောင်းကုလထရေညီလာခံမှာပြောခဲ့ပါလေရုရှားဒုံးတွေလေယုံနဲ့နေတိုးဝေဟေပိုင်းနဲ့ထဲကျူးကျော်ဝင်ရောက်မှုဖြစ်ပေါ်မှုကြောင့်မေကန်နဲ့ဥရောပမဟာမိတ်တွေဟာသတိကြီးကြီးထားပြီးစောင့်ကြည့်နေရပါလေဒါမျိုးရုရှားရဲ့ SU-34 ဘုံးကျဲတိုက်လေယုံကြီးလည်းပြစ်ချခံရမှုဖြစ်ခဲ့ပါလေရုရှားရဲ့ SU-34 ဘုံးကျဲတိုက်လေယုံဒီစင်ကိုစက်တင်ဘာ25မနက်ပိုင်းမှာပြစ်ချလိုက်တယ်လို့ယူကရိန်းလူတက်ကသတင်းထုတ်ပြန်ထားသလိုရုရှားလက်ထက်လူမှုကွန်ရက်သတင်းတွေကလည်းတီးပြုတ်ဖော်ပြထားပါလေ ဇာဝရီရှန်ဒေသကိုဘုံကျတိုက်ခိုက်မှုအလောင်းမှာပြစ်ချခံရရတာပါလိမ်မှုနူးအခြေအနေတော့မသိရသေးပါဘူးရုရှားလေတဲ့လိမ်ကုမှုလေတဲ့ရဲ့လူမှုကွန်ရက်တရင်တွေမှာတော့လိမ်မှုနူးနဲ့ကဒုတေဆုံးသွားတဲ့သဘောမျိုးပြောနေပါတယ်ဒါပေမဲ့ရုရှားဆိုရကတော့ဒါနဲ့ပတ်သက်ပြီးတရားဝင်တရင်ထောက်ပြန်ခြင်းမရှိသေးပါဘူးအခုလိုမျိုးနေတိုးလေပိုင်းလက်တွေနာရုရှားကမကြကနာတိုက်ရင်ဒရုန်းတွေချင်းကပ်ပြန့်တန်းနေတာဟာအခုရက်ပိုင်းတွင် ခက်စိတ်စိတ်ဖြစ်ပေါ်နေတာဖြစ်ပါလေဒါရုရှားအနေနဲ့ဘာတွေကိုကြံနေတာလဲဘာတွေလုပ်ဖို့တွေးနေတာလဲဆိုတာနေတိုးဖွဲ့ကတတိကြီးကြီးထားပြီးစောင့်ကြည့်နေရပါလေဒါပြစတိမာ၂၅ရက်နေ့ကလည်းရုရှားတိုက်ပွဲကိုရေဒါမှာထောက်လန်းတွေ့ရှိခဲ့တဲ့နောက်လစ်တိုရီးယားနိုင်ငံရဲ့စီယိုလိုင်မြို့မှာအခြေဆိုင်တဲ့ဟန်ဒီလီတရဲ့ဂရပန်တိုက်လေကချက်ချင်းပြန်တက်ခဲ့ရတယ်လို့နေတိုးကကြေညာပါတယ် ရုရှားနိုင်ငံရဲ့စစ်စုပေါင်း900နိုင်ငံတကာလေကြောင်းပြန်သန်းမှုလုံခြုံရေးစီမံကိုလုံးဝမလိုက်နာပဲနေတိုးဖွဲ့ဝင်နိုင်ငံတနင်္ဂနွေနေ့လက်ပီးယားလေပိုင်းနဲ့ထဲထီချင်းကပ်ပြန်သန်းခဲ့တာလို့နေတိုးကဆွဆွဲထားပါလေဟန်ဂေရီလေနီဟာရုရှားလေနီကနေတိုးလေပိုင်းနဲ့ရဲ့အဝေးထိရောက်သွားတာတေချာအောင်ဆောင်ကြည့်ပြီးတဲ့နောက်အခြေစိုက်စခန်းစီပြန်ရောက်လာခဲ့တယ်လို့သိရပါလေနေတိုးရဲ့စူပေါင်းလေတကဖွဲ့ဝင်နိုင်ငံတွေရဲ့လေပိုင်းနဲ့ကိုတလက်မမကျူးကျော်မခံရအောင်စကက်မလက်အချိန်ပြည့်ဆောင်ကြည့်ကောက်ွယ်မယ်လို့ကြေညာပါတယ် အဲ့ဒီရုရှားတပ်လေနေဟာနေတိုးလေပိုင်းတွေဝင်ရောက်ခဲ့တယ်လို့တော့နေတိုးကဆွဆွဲခဲ့ခြင်းမရှိပါဘူးအခုလာတမနေတိုးဖုံးနိုင်ငံလေးဖြစ်တဲ့ရုရှားရိုမေးနီးယားနဲ့အက်စတိုးနီးယားတို့ဟာရုရှား drone တွေနဲ့တပ်လေနေရဲ့ပိုင်းနဲ့ကျူးကျော်ပြန်တမ်းမှုတွေနဲ့ကြုံခဲ့ရတယ်ဆိုပါတယ်အက်စတိုးနီးယားကိုရုရှားတပ်လေ၃စင်းကဆင်းလက်မြောက်ကြောင်နေကျော်ပြန်တမ်းခဲ့တဲ့ဖြစ်စဉ်ပြီးမှနေတိုးကနောက်တစ်ကြိမ်အလားတူထပ်ဖြစ်လာရင်တော့အင်အားသုံးပစ်ချတာမျိုးပါဝင်လိုအပ်တဲ့နည်းလမ်းအားလုံးအသုံးပြုတွန်းပြန်မယ်လို့ရုရှားကသတိပေးထားပါတယ် ရုရှားကတော့ NATO ရဲ့လေပိုင်းလက်ကိုရန်စကျူးကျော်ခဲ့တဲ့ဆိုတဲ့ကိစ္စညင်းဆိုထားပြီးမဟုတ်မမှန်ဆွဆွဲချက်တွေသာဖြစ်တယ်လို့ဝေဖန်ထားပါတယ်။အခုလိုမျိုးလေပိုင်းလက်တွေမကြာခဏလာရောက်ပြီးတော့ချိုးဖောက်တဲ့ရုရှားဂျက်တိုက်လေယာဉ်တွေကို NATO ကပြစ်ချတင်တယ်လို့ American သမ္မတ Trump ကတင်းတင်းမမာပြောပါတယ်။ NATO လက်ပိုင်းနဲ့ထဲဝင်ရောက်လာတဲ့ရုရှားတိုက်လေယာဉ်တွေကို NATO ဖွဲ့နိုင်ငံတွေကပြစ်ချတင်တယ်ကုလသမဂ္ဂဌာနချုပ်မှသတင်းတောက်တွေကမေးတဲ့က Trump ကသေချာပေါက်ပြစ်ချမယ်လို့ဖြေပါတယ်။ အချိန်နေပေါ်မူတဖြင့်အမေရိကန်ကတော့အားပေးထောက်ခံသွားမယ်ဆိုပါတယ်ဒီလာတဲ့ရုရှားတပ်လေးနဲ့ကျူးကျော်ဝင်ရောက်ခဲ့ကြောင်းသတင်းထုတ်ပြန်တဲ့နေတို့ဖွဲ့ဝင်နိုင်ငံတွေကအက်စတိုးလီးယားပိုလန်ဒိမတ်တို့လည်းဖြစ်ပါတယ်နိုင်ငံကိုပြစ်ချဖို့ဆုံးဖြတ်ချက်အချိန်နေပေါ်မူတည်လိမ့်မယ်လို့နေတို့ဖွဲ့ဝင်မျိုးမဲရူတာကဆိုပါတယ်နိုင်ငံတစ်စုံကိုဖြတ်ချင်းပြစ်ချရမယ်လို့တော့မဆိုလိုဘူးဗျအချိန်နေကိုမူတည်တယ်ပိုင်းနဲ့ချိုးဖောက်တဲ့လေယာဉ်ကိုပြစ်ချမချဆုံးဖြတ်ပါမယ်လို့ဆိုပါတယ်ရုရှားတပ်လေယာဉ်ကျူးကျော်ဝင်တာဟာတင်းမာမှုအရှိန်မြင့်တဲ့ထောင်ချောက်တစ်ခုလို့ဂျာမနီကယူဆနေပါတယ် ယူကရိန်းကဥရောပတိုက်ရိုက်ထောက်ခံမှုနဲ့ရုရှားသိမ်းတိုင်းနဲ့မြန်မာလုံးပြင်ရနိုင်တယ်လို့လည်းဒေါ်လန်ထရန့်ကပြောနေပါတယ်။ယူကရိန်းသမ္မတဇီလန်စကီရဲ့ပြဆိုမှုနဲ့ဒေါ်လန်ထရန့်ရဲ့သဘောထားတွေပြောင်းလဲသွားတာပဲဖြစ်ပါလိမ့်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ပြင်းထန်သမ္မတဟောင်းနီကိုလတ်ဆာကိုစီဟာ2008ခုနှစ်ကသမ္မတရွေးကောက်ပွဲမဲဆွယ်စည်းရုံးကာလတွင်လူပြားအနာရှင်ဂရာဖီထံမှထောက်ပံ့ငွေတွေရယူခဲ့လို့ပါရီမြို့ရာစုတရားဝန်က1000နှစ်ချမှတ်လိုက်ပါတယ်။ ဒီဖြစ်တဲ့အစီအကျကြောင့်အသက်80ရွယ်တမဟောင်းစာကိုစီဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းထောင်ကျမဲ့ပထမဆုံးပြင်သစ်ကောင်းဆောင်ဖြစ်လာပါလေစကောဇီယာရင်ကတိကျတရားဆွဲဆိုမှုတစ်ခုမှာပြည်တံချခံခဲ့ရပေမဲ့ထောင်တန်ချခံခဲ့ရခြင်းမရှိဘဲအဂရိလိုက်ဆမှုပြည်တံအတွက်ခြေချင်းဝအီလက်ထရောနစ်ကရိယာသာတက်ဆင်ပြီးကျင်းချခံခဲ့ရပါတယ်။ အရောက်ခွဲမှထွက်ပြီးတော့တရင်တော်တွေကိုစက်ကိုစီကဒီစီရင်ချက်ဟာဥပဒေစိုးမိုးရေးအတွက်လုံဆိုးသွားပါလေကျွန်တော်ကတော့ရဲဝံပဲထောင်ထဲမှာအိမ်မှာပါဒီမတရားမှုကအရှက်ရစရာပဲလို့ပြောပါလေစက်ကိုစီရအယူကရှောက်ထားမှုရလက်ကိုစောင်းဆိုင်နေစင်မှာပြစ်ဒဏ်ကြခံရမှာဖြစ်ပါလေစက်ကိုစီနဲ့သူ့အဖွဲ့ဟာ အခွင့်အာဏာနဲ့နဲ့မဲ့တုံးချပြီးလပြားအာဏာရှင်ကရာဘီနဲ့2005ခုနှစ်မှာသဘောတူညီချက်ရောက်ခဲ့ပြီးနှစ်နှစ်ကြာပြည်သူ့တမန်တော်ရွေးကောက်ပွဲမှာအနိုင်ရရေးတရားမဝင်ငွေကြေးထောက်ပံ့မှုတွေရယူဖို့လှုံ့ဆော်ခဲ့ကြောင်းအစိုးရရှိနေတယ်ကဆွဆွဲပါတယ်စကောဇီယာရွေးကောက်ပွဲရမွေအတွက်ထောက်ပံ့ငွေရယူပြီးနောက်ပြန်လည်အဖြစ်ဂရာဖီရဲ့ပုံရိပ်ကိုနိုင်ငံတကာမှပြန်လည်ကောင်းမွန်လုပ်မယ်လို့ကတိပြုခဲ့ကြောင်းစုံစမ်းစစ်ဆေးမှုတွေကပြောပါလေ အဲ့ဒီမှုကိုအဓိကဆွဆွဲသမားပြင်းထန်လက်ဘရစီပွားရေးသမားအသက်85နှစ်အရွယ်ဇီယာတကီဆိုသူဖြစ်ပြီးသူကဘေရော့မှာကွယ်လွန်သွားပြီဖြစ်ပါတယ်။သူဒီစီပွားရေးသမားကီယာတက်ဒီဒိုင်ဟာဂရာဖီတမယူ9သန်းထိငွေသားတွေပေးရမှာစာကိုစီနဲ့တမလာဟောရဲ့ဝင်လဲကြည့်ခဲ့တော့2006နဲ့2009မှာကူညီပေးခဲ့ရကြောင်းအချိန်များစွာဝန်ခံပါလေ။ သူရဲ့ပြဆွချက်ကိုပြန်လည်ရုပ်သိမ်းခဲ့ပေမဲ့ဒီလိုလှုပ်ဆောင်ခဲ့ရဟာတသက်အပေါ်ဖိအားပေးမှုမြောက်တယ်ဆိုပြီးစကူစီနဲ့ဇနီးဖြစ်သူတို့ကိုထပ်မံတရားဆွဲပါလေစကူစီဟာပြင်သစ်လက်ရအုပ်စုမှာအလွန်ဩဇာညောင်းပြီးလူကြိုက်များသူဖြစ်ဆက်လက်ရှိနေစေဖြစ်ပါလေအခါအားလျော်စွာပြင်သစ်သမ္မတမက်ခရွန်နဲ့တောင်မှကိုရီးကိုတာတွေ့ဆုံမှုတွေလုံးဝရှိတယ်လို့သိရပါတယ်နောက်ထပ်သတင်းပြောချင်ပါတယ် တရုတ်သမ္မတရှီကျင်းပင်ဟာစက်တင်ဘာ25ရက်နေ့ကရှင်ကျန်းဝင်ကတီထောင်နဲ့290ပြည့်ခန်းနောက်တက်ရောက်ခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာကသတင်းထုတ်ပြန်ပါတယ်။ရှင်ကျန်းဒေသမြို့တော်မှာကျင်းပတဲ့အဲ့ဒီခန်းနောက်မတိုင်မီပထမတရက်ကတာဝန်ရှိသူတွေနဲ့တွေ့ရမှာရှင်ကျန်းဒေသလူမှုတင်ရေးကိုထိန်းသိမ်းရင်တရုတ်ကွန်မြူနတီပါတီရဲ့ထိန်းချုပ်မှုကိုပြေဝအောင်ထဲပေါ်ဖို့သူကတိုက်တွန်းခဲ့ပါတယ်။ရှင်ကျန်းဒေသရဲ့ နောက်ပိုင်းဒေသတွေဖွံ့ဖြိုးမှုနောက်ကျနေသလိုတရုတ်စုရကလူခွင့်ရချိုးဖောက်မှုတွေလှုပ်ဆောင်ခဲ့ကြောင်းဆွဆွဲခံထားရပေမဲ့အဲ့ဒီဒေသမှာစီးပွားရေးနဲ့လူမှုခွင့်ပြုတိုက်တက်မှုဆိုင်ရာအောင်မြင်မှုတွေအလေးထားထိုးပြဖို့နဲ့ခွဲထွက်ရေးလှုပ်ရှားမှုတွေထိန်းချုပ်ဖို့စိတ်အားထက်သန်နေပါတယ်။လူဦးရေ26တန်းတောင်နေထိုင်တဲ့စင်ကြန်းဒေသဟာမြန်မာပြည်လူဦးရေတဝက်လောက်နေတဲ့ဒေသပါ။အဲ့ဒီဒေသမှာထိုးလောက်ကတိုင်းရင်းသားမွတ်စလင်ဝီဂါလူမျိုးတွေနေပါတယ်။သူတို့ကအာရမလှုပ်အားပေးခိုင်းစေမှုနဲ့ ပြည်နယ်တင်ပတ်မှုတွေရှိတယ်လို့စောင့်ကြည့်ရေးဖွဲ့တွေနဲ့ American Power နောက်နိုင်ငံတွေကဝေဖန်ပေမဲ့တရုတ်စိုးရကတော့ဆွဆွဲချက်အားလုံးကိုညှိဆို့ထားပါတယ်။ဝီဂါလူခွေရေးစီမံကိန်းမှုဆောင်ဒါရိုက်တာကဝီဂါလူမျိုးတွေဟာကျွန်တော်တို့ရဲ့ဘာသာစကားနဲ့အမွေအနှစ်တွေကိုစနစ်တကျတဆင့်ချင်းဖျက်ဆီးခံရခြင်းမှာတရုတ်စိုးရကလူမျိုးစုယဉ်ကျေးမှုနဲ့ဘာသာစကားထိန်းသိမ်းနေပါတယ်လို့ကြေညာတာဟာရှက်စရာပါလို့ပြောပါတယ်။စင်ကြန်းဟာကာဇက်စတန်၊တာဂျီကစ္စတန်၊ကာဂျီကစ္စတန်ရုရှား၊မွန်ဂိုလီးယားနဲ့အိန္ဒိယတို့ရဲ့နာမည်ချင်းထိဆက်နေတာဖြစ်ပါတယ်။ နောက်ထပ်သင်ဖို့ပြောချင်ပါတယ်အကိုက်ခဲဖြောက်စင်းတဲ့အော်ဒီဇင်ဆက်ဆက်ကြောင်းသမန်ထွန်းရဲ့ပြောတဲ့စကားလေးဟာဘာအတိတ်ပင်မှမရှိဘဲနဲ့အမှန်တရားကိုစန့်ကျင်နေတာလို့သမရဟောင်းဘာရတ်ဥပမာကပြောသွားပါတယ်။အကိုက်ခဲပြောက်စေကြောင်းအော်ဒီဇင်ယောဂဖြစ်ပွားနိုင်တယ်ဆိုတဲ့အမေရိကန်သမန်ထွန်းစကားဟာအမှန်တရားကိုစန့်ကျင်နေတာပဲလို့ဥပမာကပြောပါတယ်။ထွန်းရဲ့ပထမတက်တမ်တိုင်ခင်ကအမေရိကန်မှာရှင်းနှစ်ကြာသမန်ဖြစ်တောင်းယူခဲ့တဲ့ဘာရတ်ဥပမာဟာပြည်ထောင်နိုင်ငံလန်ဒန်ကိုရောက်ရှိချိန်ထွန်းကိုထိုးနှက်သွားတာပါ။ အခုဒီဘက်ဆော့ပိုင်းမှာထရန့်ကအကైခဲပြောက်စေပါရာစီတီမော့အွယ်တိုင်လီနိုဆွေးဝါးကြောင့်ကလေးတွေမှာအော်တီဇင်ရောဂါဖြစ်ပွားနိုင်ကြောင်းပြောခဲ့ပြီးအဲ့ဒီစေကိုကိုယ်ဝန်ဆောင်မိခင်တွေနဲ့မွေးကင်းစားကလေးငယ်တွေမတုံးဆွဲသင့်ဘူးလို့သတိပေးပါတယ်။ဒီပါရာစီတီမော့နဲ့အော်တီဇင်ကြားဆက်ဆက်မှုရှိပါတယ်ဆိုတဲ့သိပ္ပံတွေကြားထောက်ထားတွေဘာမှမရှိသလို WHO ပါဝင်နိုင်ငံတကာကျန်းမာရေးစုဖွဲ့တွေကပါရာစီတီမော့ကိုသတ်မှတ်ပမာဏတိုင်းသုံးမိခြင်းကဘေးကင်းကြောင်းအသီးသီးထုတ်ပြန်ပါတယ်။လန်နေအော်တူအကလေးယူတဲ့မှာဒေးဗစ်အော်တူဆိုကနဲ့အင်တာဗျူးလုပ်ခဲ့ရမှာ အမေရိကန်သမ္မတတဦးဖြစ်ပါလျက်နဲ့ထရန့်ဟာသိပ္ပံနေကြရလဲမဟုတ်တဲ့ကောက်ချက်တစ်ခုကိုလွယ်လွယ်လက်လွတ်စမဲ့ပြောခဲ့တယ်ဆိုပြီးအိုဘားမားကဝေဖန်တော့ပါလေထရန့်ရဲ့စကားကိုယုံစားမိရင်တော့ကိုယ်ဆောင်မိခင်တွေဟာဖျားနာတဲ့အချိန်မှာတော့ဖျားကြအကိုက်ခဲဈေးကိုမတော်ရဲပဲဖြစ်နေလိမ့်မယ်လို့ဆိုပါတယ်အိုဘားမားကထရန့်ကိုတိုက်ရိုက်နေမှာဖြစ်ပေမဲ့အင်ဂျီရောမှာသူ့ရဲ့သမ္မတနေရာကိုဆက်ခံခဲ့တဲ့ပုဂ္ဂိုလ်ဟာစေဝါဒမျိုးနဲ့အော်ဒစီယောဂဆက်ဆက်ပါတယ်လို့ခြေကားပြောဆိုနေတယ်ဒါပေမဲ့အဲ့ဒီကောက်ချက်ဟာမမှန်ကန်ဘူးဆိုတာအစဉ်တစိုက်သက်သေပြထားကြပြီဖြစ်ပါတယ် ကျွန်တော်ပြောဆိုမှုတွေကပြည်သူ့ကျန်းမာရေးကိုထိခိုက်နှောင့်ယှက်နိုင်ပါတယ်မျိုးသမီးတွေတက်တောင်ပေးဖြစ်နိုင်ပါတယ်လို့ပြောသွားပါတယ်ဒီလိုစကားကြောင့်ပြည်သူ့ကျန်းမာရေးကဏ္ဍကိုယ်စားမျိုးသမီးတွေဘယ်လောက်တောင်ထိခိုက်နိုင်သလဲအော်ဒစင်ယောဂတဲ့ကလေးတွေရဲ့မိဘတွေပါဘယ်လောက်တောင်စိတ်ပြည့်စည်သွားနိုင်သလဲဒါတွေကိုတွေးဖို့လိုပါတယ်အော်ဒစင်ယောဂဆိုတာဟာကျေပြန့်တဲ့အကြောင်းတရားတွေဖြစ်စဉ်တွေဆက်နွယ်ပါဝင်နေတာဖြစ်ပါတယ်ဒီရှိပြားနဲ့စန့်ကျင်တဲ့ပြောဆိုမှုတွေဟာအမှန်တရားပေါ်အပြင်းထန်ဆုံးစန့်ကျင်တာပဲဖြစ်တယ်လို့ဥပမာကဆိုပါတယ် ဘဝမကလူသားစုံမှုနဲ့အမေရိကန်ရဲ့နာဂတ်အတွက်လုံဆွဲနေတဲ့အလားအလာတစ်ခုကြောင့်လဲဆွေးနွေးပါတယ်ပထမအနေနဲ့ကဒီမိုကရေစီပြေးွားတဲ့လမ်းကြောင်းကနေအပြုသဘောဆက်ဆံပြောင်းလဲတည်ဆောက်မှုတွေဖြစ်ပြီးဒုတိယလမ်းကြောင်းကတော့ trend လိုချင်နေတဲ့လိုမျိုးလူမှုကောင်စားရေးကျွေးကြော်ပြီးရှိုးဆိုတဲ့ကမ္ဘာအမည်မျိုးကိုစုပ်ကိုင်တာဖြစ်ကြောင်းသူကထောက်ပြပါတယ်သူရဲ့တမားရရဆက်ခံသူကဒီယူဆနဲ့ပတ်သက်ရင်ရှက်ရှော့နေတာမျိုးလုံးဝမရှိကြောင်းသူကနောက်ကြောင်းပြန်သွားကြတဲ့နဲ့ပတ်သက်ရင်အမေရိကန်ပြည်သူတွေအတွက်နီလန်တစ်ခုကနေချင်းကပ်စဉ်းစားမယ်ဆိုတော့မျိုးကြောင်းပြလိမ့်ရှိကြောင်းပြောပါတယ် ဒါပေမဲ့သူကျွေးကြော်တဲ့ American ပြည်သူတွေဆိုတာကလူလူတည့်ရလို့မဟုတ်ပဲတချို့တလီကသာဆိုလိုခြင်းဖြစ်ပြီးအဲ့ဒီစနစ်ထဲမှာလည်းအစ်စ်နေခွဲခြားတမတဲ့ဆက်ဆံတဲ့အလေးထားတဲ့အထင်ရှားတွေ့ရနိုင်တယ်လို့ Obama ကပြောပါလေ။လန်ဒန်ကနောက်ပြီးမှ Obama ဟာ Trump နာမည်ကို လုံးဝမယဉ်ညွတ်မဲ့သူရရဆက်ခံသူဖြစ်တာတုံ့နှုံသွားပါလေ။ Obama ဟာ Obama ကဆိုလိုပါတဲ့အနာပြည့်ပြလို့မဲ့လည်းခီးစင်တော့ရရှိလို့ပြီးသူဟာ Ireland နဲ့ Dublin ကိုလည်းသွားပြီးတော့ Dublin လူလက်ရေးကွန်မြူစုကိုလည်းလက်ခံယူမယ်လို့သိရပါတယ်။ ်ထရန်ပြည်တော်ကတော့ဥပမာရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီးဘာမှတုံ့ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်